တော့ Photoshop နဲ့စောင့်လို့မယ်ဆိုရင်အဆုံးမှာဒီမှန်ဘလူးပုံလေးရှိတယ်။မှန်ဘလူးပုံလေးမှာ click နေတာ။ click နေပြီးကြရင် box တွေမှာရိုက်တဲ့ Photoshop ဒီ issue ဒီဒါဆို Photoshop version CC ဆိုရဲ Photoshop နာမည်တွေ click နေလိုက်နော်။ဒါမှမဟုတ်လို့ desktop ပုံမှာ assign ထုတ်ထားရဆိုတော့ desktop ပုံမှာ click နေပြီးကြရရတယ်နော်။ဒါ Photoshop နဲ့ရောက်သွားပြီဆိုရင် Photoshop မှာ by tools တွေတည်ဖို့လိုတယ်။ တော့အခုဆိုရင်တော့ဒါ Photoshop ရဲ့ရာမီ version ဒါလေးအဲ့တော့သူ့မှာကတော့ pellet တွေရှိနေခဲ့ရင်ဒီ pellet တွေကိုပိတ်တာနော်ညာဘက်ကဟာတွေကိုရင်ဆုံးသူကညာလေးရရှိတယ်ညာဘက်မှာရှိတဲ့ဒီ pellet လေးရရှိတယ်အဲ့ညာဘက်က pellet တွေကိုဒါတွေ pellet လို့ခေါ်တယ်နော်ဒီ pellet တွေကိုပိတ်တာပြီးရင်တော့ထိတ်ဆုံးပါတယ်ဝင်စားကြည့်ကြမယ်ထိတ်ဆုံးမှာ file ကို edit လုပ်ပါတယ်ပါတယ် menu bar ရှိတယ် ။နောက်သူ့ရဲ့အောက်မှာဒီ button လေးကို option bar လို့ခေါ်မယ်။အဲ့တော့ဒီ button option bar ရဲ့အောက်မှာရှိနေတဲ့ဒီ box ကိုကြာတော့ two box လို့ခေါ်တယ်နော်။ဒါဆိုအဲ့ဒီ box တွေက2တွေမှာတစ်ခါလေကြာရင်ဒီလိုမြားလေးထိတ်ဆိုတာနှစ်ခုဖြစ်နေတယ်။အဲ့နှစ်ခုမှာနှိပ်လိုက်တော့ဒီလိုအရှိန်မျိုးမြင်ရမယ်ပေါ့။သူ့ကိုဖြန့်ကျင်နေဆိုရင်ဒီမြားလေးမှာနှိပ်လိုက်တာဆိုရင်ပြန်သွားလိမ့်မယ်နော်။အဲ့တော့အခုလောလောဆယ်2 box တွေကထိတ်ဆုံးကဒီ2လေးကိုစားထောက်ကြည့်။သူက move to move to ကရွှေ့ကျင်တော့တယ်။ အဲ့တိုင်းပဲဒီဘက်မှာ rectangle သူကထောင်းမဲ့ struct ပေါ့ဒါပေမဲ့သူကထောက်လိုက်ရင်နံပါတ်လေးပြောရဲ rectangular mark ကြီးတူ mark ကြီးဆို rectangular ပုံစံဆက်လက်မှတ်ချက်ပုံနဲ့ဒါဆိုအခုလောလောဆယ် rectangular mark ကြီးတူမှာဒီမှာမျှားလေးရှိတယ်အဲ့ပုံမှာ right click နဲ့တိုင်းသူ hidden tool တွေမြင်ရမယ်သူကမျှားရှိ hidden tool တွေမြင်ရတယ်နော်အဲ့တော့အဲ့ဒီမှာ rectangular mark ကြီးတူဆိုတာဒီ rectangle ပုံဆက်လက်ချက်မှတ်ချက် rectangular mark ကြီးတူတော့ အဝိုင်းပုံဆက်လက်မှတ်တင်နေဆိုရင် elliptic and mark 2တော့ single row ဆိုတာ row တစ်ခုစာဆက်လက်မှတ်တင် single row mark 2တော့ရမယ် column တစ်ခုစာမှတ်တင်ရင် single column mark 2တော့ရမယ်အဲ့တော့ဒီ data ပေါ် return တာ mark 2ရဲ့ shortcut က m ဆိုတာလေးမှတ်ရမယ်နော်နောက်တစ်ခါရှေ့ဆုံးကဒါ move to move to မှာကြောက် click နှိပ်လိုက် move to နဲ့ပတ်သက်တာဒီ option ဘာမှပြန်သွားတယ်နော်အဲ့တော့ဒီ option ဘာမှဒါ move to ရေးထားလို့ move ဖြစ်တယ်ဒီမှာကြည့် ရက်တန်ဂူလာမာကူတူနေလိုက်တယ်ဒါဆိုဒီမှာရက်တန်ဂူလာမာကူတူဖြစ်တယ်နော်သူ ਨੇ ပတ်သက်တာလေးပြင်လို့ရမယ်ဒါပေမဲ့ move to နဲ့ return ဂူလာမာကူတူမှာ return ဂူလာမာကူတူဒီညအမဲတိတိလေးဖြစ်နေရတဲ့အတွက်သူမှာ hidden to ရှိတယ်သူမှာညအမဲမရှိတဲ့အတွက် hidden to မရှိဘူးနော်နောက်သူ့ရဲ့အောက်ကိုဆက်ကြည့်ဒီအောက်က move to ရအောက်တက်ဒါလေးကိုတော့ polygon နဲ့ lasso do လို့ခေါ်တယ် polygon နဲ့ lasso do သူ့ရဲ့ shortcut က lasso ဖြစ်တဲ့အတွက် lasso ရဲ့ do l ကိုယူရဲ lasso ရဲ့ do l ကိုယူရဲ move to move to ကကြတော့ move to ဖြစ်တဲ့အတွက် move လို့ move ဆိုရွှေ့တာရွှေ့တာဖြစ်တဲ့အတွက်သူက div ကိုယူတယ်နော် rectangular မှာ we to ကြတော့ bar 2ကိုယူနေသူက rectangular ပဲယူ ellipse ပဲယူအကုန်လုံးဒီ m ပုံစံနေနဲ့ m shortcut တုံးမယ်ဆို m ပုံနော်ဒါဆိုတုံးခုရှိသွားပြီဒါကရွှေ့တာ move to ဒီကောင်ကကြတော့ select မှတ်ချက်တုံးနေ rectangular မှာ we to ဒါလေးကကြတော့ polygon နဲ့ lasso 2 polygon နဲ့ lasso 2ကတော့ သူကလာစုသူကလည်း hidden ရှိရတယ်နော်ဒီမှာသူကမျှောက်နေတယ် light clean နေလိုက်တယ်လာစုတူးရှိတယ် polygonal လာစုတူးရှိတယ် magnetic လာစုတူးရှိတယ်ဒါဆိုဒီမှာလည်းအလိုပဲလာစုတူးဆက်လက်မှတ်တဲ့အုပ်စုပဲသူကကြတော့ rectangular ဆို rectangle ပုံမှတ်တယ်လာစုကြတော့သူကကိုကြိုက်တယ် clean နေဖြစ်ပြီးတော့ drugin ဆွဲတယ်အနာမညာလေးပါဆိုရင်လည်းကိုကြိုက်တယ်လို့ဆွဲလို့ရတယ်ဒါပေမဲ့သူ့ရဲ့အားနေချက်က mask ကနေတောက်လျှောက်ဖိထားရတယ် 那 polygonal လားဆိုသူတော့ကြာ straight line selection မှတ်တင်တာမျိုးじゃရင် polygonal လားဆိုသူတော့ ਨੇ polygonal လားဆိုသူက straight line selection မှတ်တင်တော့ ਨੇ polygonal လားဆိုသူလားဆိုသူရဲ့ shortcut ဖြစ်တဲ့အတွက်အကုန်လုံးဒီ end သွားတယ်နောက်က magnetic လားဆိုသူ magnetic လားဆိုသူကကြာလို့ ਨੇ သူကအနားကို straight line မဟုတ်တော့မညီတာလိုမျိုးပါမတ်တင် magnetic လားဆိုသူဒါဆိုရိုးလားဆိုသူ ਨੇ magnetic လားဆိုသူပါกว่าလေ ရိုးလာဆိုတူကဖိပြီးတခြားပြတင်ဆွဲရတယ်မက်ဂနက်တစ်လာဆိုတူကမက်ဂနက်တစ်လို့ပြောတယ်တနိုင်းလို့သူရဲ့နီးဆက်ရလေးပါသူပွိုင်တာလေးရတယ်အော်တိုလိုက်လိုက်ပြီးရွှေ့ပြီးတော့ဆက်လက်မှတ်သွားတယ်အဲ့တော့ဆိုချင်တာကတော့ဒီလာဆိုတူအုပ်စုကလည်း selection မှတ်တဲ့အုပ်စုဒီပေါ်က rectangular တူကလည်း selection မှတ်တဲ့အုပ်စုဒီဟာလေးကတော့ move to နော်အဲ့တော့ဒီဟာလေးက two box အဲ့ဒီ two box ရဲ့အောက်မှာစစ်တီးတာအခုဒီသုံးခုပဲပြောသေးရယ်နော် two box ရဲ့အောက်ကိုကြည့်ရတယ်ဒီမှာမြားလေးတွေ့လား ဒီမြားလေးမှာနှိပ်ကြည့်လိုက်ရင်နော်မြားလေးမှာ right click နှိပ်လိုက်ဒီမှာ edit to ဆိုတာထွက်လာတယ်ဒါလေးကို right click နှိပ်မှာရတယ်နော်အာလွတ်တဲ့နေရာနှိပ်ကြည့်တာဒီမှာအောက်ကိုလွတ်တဲ့နေရာနှိပ်အဲ right click နှိပ်ဒီမှာ edit to ဆိုတာထွက်လာတယ် edit to ဆိုရင်ဒါ hidden to ဒီကနေသွားရှာလို့ရတယ်ရှာမတွေ့ခင်ဒီကနေသွားရှာရမယ်နော်အဲပြီးရင်ဒီမှာ hidden to တွေရွေးပြီးတော့ဒီထဲမှာမအခုခေါ်ထည့်ချင်တာ move to ကိုခေါ်ထည့်ချင်တာလားဒါ move to ကဒီမှာရှိပြီးသား ော်ဒါကြောင့်ဒီဘက် channel မှာ move to မြင်ရမယ်နောက်ဒီဘက်ကကြတော့ extra 2တွေမြင်ရမယ်ဒါဆို extra 2တွေအဲ့တော့မှအခုက network setting တိုင်းထားခြင်းနေဆိုရင်ဒီဘက်က restore default လေးကိုနေလိုက်နော် restore default ဆိုရင် network setting တိုင်းလေးဝင်သွားမယ်ပြီးရင်ဂျန်နေသွားတယ်ဒါက setting ပြင်တာနော်အဲ့တော့အခုဒီများလေးကိုပြန်ကြည့်ဒီများလေးရဲ့ attitude တွေလား attitude မှာ right click နဲ့ဒီမှာ attitude က restore default ထားလိုက်ခြင်းပြဆိုရမြင်ရတော့နော် နောက်တစ်ခါအတူရဲ့အောက်မှာဒါလေးကိုတော့ foreground ဒါ point ရထောက်လိုက်နေမြင်ရမယ် foreground color ဆိုတာရှေ့အရောင်လေးပြင်ကျင်းသုံးတယ်ဒါကြတော့ background အရောင်နောက်ခံအရောင်ပြင်ကျင်းသုံးတယ်ဒါဆိုဒီနှစ်ခုမှာဒီအပေါ်မှာညာကိုကိုလေးရှိတယ်ဒီအောက်မှာဒါလေးရှိတယ်ဒီပေါ်ညာကိုကိုလေးကိုတော့သူက switch foreground background ဒါလေးကိုနှိပ်လိုက်ရင်ဒီမှာ switch လောက်သွားပြောင်းသွားတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်အဖြူအမဲဖြစ်နေတယ်ဒီမှာနှိပ်လိုက်ရင်အဖြူအမဲကိုဒါ background နောက်မှာရှိရ background ရှေ့မှာရှိရ foreground ဲ့မဲ့ငကိုတိုင်းအဖြူမဲ့လိုချင်ဒီအောက်က default ဒါကြောင့် pointer မှာထောက်ကြည့်တိုင်းစာတိုင်းထူပြရတယ် default foreground and background default ဆိုတာငကိုစက်တင်တိုင်းထားတာကလေးနေငကိုစက်တင်ဆိုတာနောက်ခံအဖြူအပေါ်အမဲဒါကိုငကိုစက်တင်တိုင်းထားလို့ပြောတယ်ဒါဘေးဘက်က tuesday တွေကိုရှင်းပြပေးရနော်အဲ့ဒါက tuesday ကိုရှင်းပြီးတော့မှနောက်ထပ်ဘာကိုထပ်သုံးချင်တာလဲဆိုရင် အဲ့ tools တွေတွေကတူးတွေကိုသုံးပြီးတော့ဒါဆိုရင်အခုဆက်လက်မှတ်တဲ့တူနှစ်မျိုးပြောခဲ့တယ်ပေါ့ rectangular အုပ်စုရဲ့နောက်ကလားစုတူရဲ့ဒါလေးဆက်လက်မှတ်ပြီးတော့ပုံလေးတွေရွှေမယ်နောက်ကကိုကိုတိုင်းပုံလေးဆွဲကြည့်မယ်ဒီဇိုင်းပဲသွားပြီးတော့ဒါလေးနဲ့ပုံဆွဲလို့ရတယ်ပေါ့နော်ဒါလေးတွေကကြာတော့ဘာဖြစ်လဲဆိုရင်ဆွဲထားတဲ့ပုံရွှေရဒါပေမဲ့ဒီ tools တွေဒီအကုန်လုံးမမြင်ရဒီအဆက်ကလေးကနေ default သွားလို့ရတယ်ဒါလေးပဲရှင်းရသေးတယ်ဖိုတိုရှော့ဝင်လာရင်နောက် tools ရှင်းလာတယ်နော် ပြီးရင်တော့ဒီအပေါ်က option ပါဒီမှာပြောက်သွားတွေ့လားအဲ့ဒါဒီအောက်ကိုနှိပ်ထားလို့အဲ့တော့ move to ကိုရွေးလိုက်ဒီမှာ move to နဲ့ပတ်သက်တဲ့ option ပါလေးပြန်နေရလိမ့်မယ်အဲ့တော့ညာဘက်က palette ကိုပိတ်ခိုင်းထားတယ်ဒီညာဘက်ချက်နေရ palette ကိုတခုမှမရှိဘူးအဲ့တော့ဒီညာဘက်ချက်နေရ palette ကိုသွားထားဖြန့်ချတာညာလေးရေဒီဖြန့်ချတာအဲ့တော့အဲ့ဒီမှာဘာလို့သိရမလဲဆိုရင်ပလက်တွေရာဒီမှာထိတ်ဆုံးဒါမီယူနော်ဖိုင်တို့အက်ဂျစ်တို့ပါလေပါတယ်မီယူပါပြင်တာလေးရာ option ပါဒါလေးက two bars ဒီညာဘက်က ballet တွေရှိရပေါ့အဲ့ ballet တွေကအသုံးရတာဒီ window တွေကနေရာ သုံးပြရမယ်ဒါကြောင့် window တွေကဒီမှာနေရာနေရာရဲ့ shortcut ကိုမှတ်ထား F7 เนาะဒါဆိုရင်ဒါအေးကိုနေရာ ballet လို့ခေါ်တယ်ဒါဆိုခုလက်ရှိစာပြေလက်မရှိပါသေးဘူးနေရာ ballet ခေါ်ချရတဲ့အထိပဲရှိသေးရယ်เนาะ